တို့တို့မော်တော်ရောက်နေတာအဲ့တော့ဆင်းသွေးကြွားတွေရဲ့အလောင်းတွေအဲ့မှာချင်းနှင်းမြစ်ရှိတယ်မင်းတို့ရဲ့အလောင်းတွေချင်းနှင်းမြစ်တွေကိုမျောပါအလောင်းမင်းတလောင်းကိုမျောမယ်အုပ်ဆွေကမျောမယ်ဒီမှာချင်းနှင်းမြစ်မင်းတို့ရဲ့အလောင်းတွေချင်းနှင်းမြစ်တွေကိုမျောပါဟိုမှာချင်းနှင်းမြစ်အေးမင်းတို့ရဲ့အလောင်းတွေအဲ့ဒီမှာပုံနေစေရမယ်မင်းတို့ရဲ့အလောင်းတွေတရားစာကျွေးမယ်တင်းကြီးစာကျွေးမယ်ပြီးရင်နောက်တစ်ခုကခွေးစာကျွေးမယ်ဘုံဘုံအင်းတို့မုံရောင်ရောက်နေပါတယ်နော် ပြီးရင်အောက်လန်းကနေပြန်มาပါ PDF ဒီမင်းတို့ငါလာနှုတ်ဆက်အောင်မယ်နော်မင်းတို့ PDF ဒီအမြန်လင်းဝင်တော့နော်မင်းတို့နောင်တရတော့မင်းတို့လက်တံမင်းတို့ဒီကအတိုင်းဘုရားလက်တံပြောင်းနေမင်းတို့ဂိန်းလက်လက်ရှိရောက်နေတာကဒါမုံရွာမြို့ကန့်သားရပါအဲ့တော့ကန့်သားဆိုရင်ဒီမုံရွာသူမုံရွာသားတွေရောဒီစကိုင်းတိုင်းဒေသကြီးမှာနေထိုင်နေတဲ့သူတွေအားလုံးသိပါတယ်ဒါကန့်သားရပါကြံရှိတဲ့ဘဝအချိန်တွေအသက်ရှင်မှုလူလိုသူလိုပြတ်သန်းနိုင်မှုဆိုရင် ခင်ဗျားတို့ဒီမှာလက်နက်နဲ့အလင်းဝင်းမှာလက်နက်မပိုင်လည်းပဲကျွန်တော်တို့လူကြီးပဲလည်းကျွန်တော်တို့အလင်းဝင်းလို့ရတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှဒီမုံရွာနမခကိုရောက်ရှိနေကြောင်းကြော်ဆိုးဦးအတိပေးလာတဲ့ရုပ်တံနဲ့အတူ PDF တင်ပိုက်ထားတဲ့ရွှေကျင်ကတည်ရင်ကိုပြန်သိမ်းနိုင်ပြီလို့စစ်ကောင်စီထုတ်ပြန်ပဲခူးတိုင်းရွှေကျင်မြို့နယ်ကပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပူးပေါင်းတပ်တွေတင်ပိုက်ထားတဲ့အမှတ်9698ချီမြန်တည်ရင်ဌာနချုပ်ခမရ9698ကို ပြန်သိမ်းပိုက်နိုင်ပြီလို့စစ်ကောင်စီကဒီနေ့မေ12ရက်ထုတ်သတင်းစာမှာဖော်ပြလာပါတယ်။ရွှေကျင်းညောင်ခြေောက်ကြီးရွာမှာတရှိတဲ့ခမရ909ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့စစ်စင်ရေးနယ်မြေတွေရဲ့အစီအစဉ်နဲ့ကရင်မျိုးသားအစည်းအရုံး KNU တပ်မဟာတုံးတို့ကမေ10ရက်နေ့မှာကူးပေါင်းသိမ်းပိုက်ခဲ့တာပါ။တိုက်ပွဲပြင်းထန်ခဲ့တဲ့ခမရ909ကလက်နက်ခဲယမ်းတွေကိုတော်လန်ရေးတပ်တွေကအလုံးစုံသိမ်းဆည်းရယူခဲ့ပြီး အပြည့်အစည်အဆောက်အုံတွေဒါကြန့်ရှိတဲ့အခြေအနေလို့ PDF အတိုင်းဝိုင်းကနေသိရပါတယ်စကန်သိမ်းခံရပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ကဝေါ်မြို့နယ်သူရဲတမိန်ရွာဘက်ကနေစစ်တောင်းမြစ်ကိုကူးပြီးအင်အားဖြည့်တင်းခဲ့တာလို့သိရပါတယ်စစ်ကောင်စီကတော့အပြည့်အစည်းကြားကတရင်ဌာနချုပ်ကိုတံပြန်လေကြောင်းစစ်ကူအမြောင်းနဲ့လက်နက်ကြီးပစ်ကူတွေကိုတုံးကမနေ့မေဆက်တရက်မနက်ပိုင်းမှာပြန်သိမ်းယူနိုင်ပြီလို့စစ်ကောင်စီကထုတ်ပြန်ပါတယ်ကျွန်တော်တို့ဘက်ကပြန်ဆုတ်ပေးထားတယ် အဲ့ဒီမှာသူတို့ပြန်ရစရာကလည်းအဆောက်အဦအခွန်နဲ့သူတို့ရုပ်အလောင်းပဲရှိမယ်စစ်ကောင်စီကပဲခူးတိုင်းမှာရှိတဲ့တပ်ရင်းတွေကထုံနှုတ်အင်အားရဲပြည်သူစစ်တွေစုပေါင်းပြီးအင်အား300နဲ့900ကြားတုံးတယ်လို့ရွှေချင်းစစ်ရေးအခြေအနေသိရှိသူတဦးကပြောပါတယ်စစ်ကောင်စီတပ်ဟာဝေါ်တိုက်ဦးနဲ့ရွှေချင်းပြူဟာကနေအင်အားတွေပေးပို့ပြီးစစ်တောင်းမြစ်တစ်ဖက်ကမ်းမှာရှိတဲ့သူရဲတမိန်ရွာဘက်ကနေပါဆက်စစ်ကြောင်းထိုးနေပါတယ် စစ်ကောင်စီကတော့ခမရ909ဆဲရှစ်အနီးမှာရှိတဲ့ကျေးရွာတွေမှာတော်လန်ရေးတပ်တွေမနေထိုင်နိုင်အောင်ရှင်းလင်းရေးလုပ်နေတယ်ဆိုပြီးလဲစစ်ကောင်စီရဲ့ဒီနေ့သတင်းစာမှာဖော်ပြပါဗျာ။လက်ရှိရောက်နေတဲ့နေရာကဒီမုံရွာရှားကြီးကလေးဝလမ်းပိုင်းအဲဒါကျွန်တော်တို့ဒီချင်းနေတရာမုံရွာရောက်နေတာပါဗျာ။ပြီးရင်ကျွန်တော်ဟိုဘက်ထိဆက်သွားအောင်ပါ။ဆက်သွားမယ်ပြီးရင်ကျွန်တော်မုံရွာမြို့အခြေအနေကိုကျွန်တော်ဆက်ပြီးကြည့်မယ်။ဒါကျွန်တော်တို့မုံရွာရောက်နေတာ။အဲ့တော့စစ်သွေးကြွားတွေရဲ့အလောင်းနေအဲ့ဒီမှာချင်းနေမြစ်ရှိတယ် မင်းတို့ရဲ့အလောင်းနဲ့ချင်းနှွတ်မြစ်တွေကိုမျောမှာအလောင်းမင်းတလောင်းကိုမျောမယ်အုပ်စုလိုက်မျောမယ်ဒီမှာချင်းနှွတ်မြစ်မင်းတို့ရဲ့အလောင်းနဲ့ချင်းနှွတ်မြစ်တွေကိုမျောမှာဟောမှာချင်းနှွတ်မြစ်အေးမင်းတို့ရဲ့အလောင်းနဲ့အဲ့ဒီမှာပုံနေစေရမယ်မင်းတို့ရဲ့အလောင်းတို့တရားစာကျွေးမယ်တင်ကြီးစာကျွေးမယ်ပြီးရင်တော့နောက်တစ်ခုကခွေးစာကျွေးမယ်ကွာ17ရက်9လ2025ကစုံလာပြည့်နေ့မှာဒီမှာမုံရွာချင်းတွင်ချင်းတွင်တရားမှာနော်ကျွန်တော်ဇော်ပုံးရောက်ရှိနေပါတယ်ခင်ဗျာနော်မုံရွာမြို့ကအေးဆေးပါပဲ နော်ဒီကနမကတိုင်းမူကြီးတိုင်းမူကြီးတိုင်းမူကြီးရပါဘောနော်အစီအမံနေနဲ့မော်ရွာမြို့ကအေဂျင့်နေတယ်ဆိုတဲ့အကြောင်းကိုပြချင်တယ်ကျွန်တော်တို့လို့တကယ်တိုင်းကြည့်ပြီးသည့်စပီကာတယောက်တော်မှဒီလိုနေရာမျိုးလာလို့ရတယ်ဆိုတော့အာမော်ရွာမြို့နမကတိုင်းမူကြီးရလက်အောက်မှာရှိတဲ့တပည့်သားသမီးတွေရောအားလုံးကတက်ညီလက်ညီနဲ့မော်ရွာမြို့အေဂျင့်အောင်လုံဆောင်နေလို့ ဒီလိုအေးအေးချမ်းချမ်းနဲ့သွားလို့လာလို့နေလို့ထိုင်လို့ရတာပေါ့ဗျာနော်ဇော်ဘုံရင်တို့မုံရော်ရောက်နေပါတယ်နော်ပြီးရင်အောက်လမ်းကနေပြန်ပါပါ PDF ကြီးမင်းတို့ငါလာနှုတ်ဆက်အောင်မယ်ရန်လာတဲ့ချင်းတွေမြင့်ရန်လာတဲ့မုံရော်ချင်းတွေတရားကြီးနော်မင်းတို့ PDF ကြီးအမြန်လင်းဝင်တော့နော်မင်းတို့နောင်တရရတော့ မင်းတို့လက်တံမင်းတို့ဒီကအတိုင်းဘုရားလက်တံပြောင်းနေမင်းတို့ခိန်နေမယ်နော်အဲကျွန်တော်လက်ရှိရောက်နေတာကဒါမုံရွာမြို့ကန်တာရပါအဲ့တော့ကန်တာဆိုရင်ဒီမုံရွာသူမုံရွာသားတွေရောဒီစကိုင်းတိုင်းဒေသကြီးမှာနေထိုင်နေတဲ့သူတွေအားလုံးသိပါတယ်ဒါကန်တာရပါရခင်ကကျွန်တော်တို့ဒီနေရာမှာတရားမှန်တဲ့ဒီအကြီးကျယ်လောက်ခဲ့တဲ့နေရာပါအဲ့တော့ကျွန်တော်တို့ဒီ live ကျွန်တော်တို့ဒီသတင်းစာမျက်နှာတွေမှာတွေ့နေရတာကဒီမုံရွာမြို့ကြီးကဒီ6ကပ်ပြီးတော့အိမ်တွေကပိတ်ထားရတယ်အဗန်တွေကပိတ်တယ်ဈေးဥတွေကပိတ်တယ်ပေါ့ဗျာအကုန်လုံးလူတွေကပြည်သူလူထုကဒီကြောက်လန့်ကြတဲ့နေထိုင်နေရတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီပုံဖြတ်တာပေါ့ ကျွန်တော်ဒီနေ့မုံရမျိုးကြီးကိုကျွန်တော်ပတ်ကြည့်လိုက်တယ်မုံရမျိုးကြီးရဲ့အခြေအနေကလူပြည်သူတွေအားလုံးကကျွန်တော်တို့သူတို့လုံနေကြအတိုင်းအကုန်လုံးလက်ပတ်နေတာကျွန်တော်ဒီမှာဆိုဒီဘန်တွေအားလုံးဖွင့်နေမုံရမှာခြေဆိုင်တဲ့ဘန်တွေအားလုံးဖွင့်နေပြီးတော့ကျွန်တော်ဒီမှာဆေးုံဆေးကန်းနေစာတင်ချောင်းတွေတက္ကသိုလ်တွေအားလုံးဖွင့်နေဘာတစ်ခုမှကျွန်တော်တို့ရက်ဆိုင်သွားတာမရှိဘူးအုပ်ချုပ်ရန်နေရာမပြတ်ဘူးပညာရေးရန်နေရာမပြတ်ဘူးကျမ်းမာရေးရန်နေရာမပြတ်မပြတ်ဘူးတနည်းအားဖြင့်ဒီအစိုးရရဲ့ဒီဝန်ဆောင်မှုရန်နေရာတွေဘာတစ်ခုမှမပြတ်ဘူးအားလုံးကတော့ကျွန်တော်သွားနေကြတာပဲဘန်တွေလည်းဖွင့်နေပြအခုကျွန်တော်ပတ်ကြည့်လိုက်တယ်စားတော့စားနေမှာဆိုတဲ့လူတွေအပြည့်ပဲ အပြစ်ပဲအဲ့တော့ဒီမှာဗျာကျွန်တော်တို့ရောက်နေတာကဲအခုကျွန်တော်စကိုင်းထဲမှာရှိရပီဒီအက်တွေဒီမှာငါရောက်နေတယ်မော်ဗျာမြို့ရဲ့ကန်သာယာကန်သာယာအဲ့တော့ဒီပီဒီအက်တွေရဲ့ညီကောင်ကတော့ဗျာနောက်ဆုံးရှင်းပါတယ်ပီဒီအက်တွေရဲ့ညီကောင်ကတော့ကျွန်တော်တို့ဒီချင်းလွင့်မြမှာချင်းလွင့်မြမှာဒီကောင်ကြီးရဲ့အလောင်းတွေကကျွန်တော်တို့ခွေးသေးပုတ်တွေလို့ခွေးစာဖြစ်သွားမယ်ပြီးရင်ကျွန်တော်တို့ငားစာဖြစ်မယ်ပြီးရင်ကျွန်တော်ဒင်ကြီးတို့လက်ထားတို့အဲ့ဒီအခြေအနေနဲ့ပဲသူတို့အဆုံးသတ်မှာဖြစ်တယ်အဲ့တော့ဒီ PDF တွေရှိတဲ့နေရာနဲ့ခင်ဗျားတို့ပြောတယ်စစ်တပ်ပေါ့ဗျာစစ်တပ်ရှိတဲ့နေရာ ပြည်သူလူထုဘယ်မှာအေးချမ်းလဲဆိုတာပြည်သူလူကောင်းကောင်းသိတယ်။ခင်ဗျာစစ်တပ်အုပ်ချုပ်တဲ့နေရာစစ်တပ်ရှိတဲ့ area မှာရှိတဲ့ပြည်သူတွေအားလုံးကစာတင်ရတယ်ခင်ဗျာဘုံကြီးကြောင်းသွားလို့ရတယ်တရားနာလို့ရတယ်ကြီးစီထူးလို့ရတယ်ဘသူဘသူမှအကြောက်စရာမလိုဘူးတရားရုံးတွေရှိရဗျာနောက်ဆုံးခင်ဗျာမကျင်းတဲ့တရားရုံးရှိတယ်အဲ့တော့ခင်ဗျာတို့ PDF တွေရှိတဲ့နေရာမှာရှိတဲ့ပြည်သူတွေရဲ့ဘဝကအဲ့ဒီမှာကပြည်သူလူထုအားလုံးကခင်ဗျာစစ်သွေးကြွအုပ်စုတွေကဒီတော်ရင်းဥတွေကျင်သုံးတာသူတို့ရဲ့သူတို့ရဲ့ရန်တွေကကျွန်တော်တနက်နဲ့ပဲလဲပတ်တာတနက်ပြောင်းနဲ့ပဲလဲပတ်တာ ဲ့တော့ဒီစစ်သွေးကြောအုပ်စုတွေရှိရတဲ့ဘာကြီးပြည်သူလူထုရဲ့ပြည်သူလူထုဘာအခွင့်အရေးရှိလဲဘာခွင့်မမျိုးခမစကိုင်းနဲ့မရှိလိုက်စီရီယံလောက်သွားတဲ့စီရီယံလောက်သွားတဲ့ကျွန်တော်ဝန်ထမ်းတွေမရင်းချင်းခံရတာလေအုပ်စုလိုက်မရင်းချင်းခံရတာတပ်ဖြတ်ခံရတာအများကြီးပဲအများကြီးပဲဒါကြောင့်ကျွန်တော်တို့ဒီစီရီယံနေနေနဲ့လဲဒါကျွန်တော်တို့ဒီစကိုင်းတိုင်းကအစိုးရအဖွဲ့နဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့လာပြီးတော့ဒီမှာလာပြီးခိုးလုံကြပါထို့တူပါပဲကျွန်တော် PDF တွေအနေနဲ့လဲခင်ဗျားတို့ရဲ့ကြံရှိတဲ့ဘဝအချင်းတွေအသက်ရှင်မှု လူလိုသူလိုပြတ်သန်းနိုင်ဖို့ဆိုရင်ခင်ဗျားတို့ဒီမှာလက်နက်နဲ့အလင်းဝင်းမှာလက်နက်မပိုင်လည်းပဲကျွန်တော်တို့လူကြီးပဲလည်းကျွန်တော်တို့အလင်းဝင်းလို့ရတယ်ခင်ဗျားတို့လုံနေတာကတိုင်းပြူပြူလုံအလုပ်တွေလုံနေတာလားတိုင်းဖြက်ပြည်ဖြက်အလုပ်တွေလုံနေလားဆိုတော့ခင်ဗျားကိုယ်တိုင်စဉ်းစားဖို့လိုပါတယ်အဲ့တော့ဒါကျွန်တော်တို့ကန်တားရအပန်းညာနေပြီးတော့ကျွန်တော်တို့ဒါရိုက်ရိုက်ကူးနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြေဟိုဘက်ကိုဆက်သွားပါအနောက်မြောက်တိုင်းစစ်တပ်နာချုပ်ပေါ့နော်တိုင်းမူကြီးဘူဂျိုကြီးရဲ့ဘူဂျိုကြီးဦးမြင့်မင်းထွေးရဲ့ရင်ခွင်အောက်မှာ အေဂျင့်ตายာလို့နေပါတယ်เนาะသဘောရင်းတို့ကန္နာဖျားကိုရောက်နေတာပါရောက်နေတာပါเนาะတိုင်းမူရဲ့အုပ်ချုပ်မှုအောင်နဲ့เนาะအောက်ခြေစစ်တီเนาะအရာရှိယာကန်အကျက်စစ်တီတို့ပူးပေါင်းပြီးတော့မှမုံရွာမြို့အနောက်မြောက်တန်းစစ်တပ်နှံကျုပ်ရဲ့အေဂျင့်နဲ့အေးအဝါဒအောက်ကိုကျွန်တော်သဘောရင်းရောက်ရှိလို့နေတာပါအဲ့ပြောတော့အပြစ်မထွက်ရဲဘူးသူဟမ် ာချင်မောင်းဝယ်သွားအောင်ချင်မောင်းအာချင်မောင်းသွားဝယ်မှာကျွန်တော်ကတော့ဒါအနောက်မြောက်တိုင်းစရတ်နန်းကျုပ်ရဲ့တဦးဘုံကြီးကျောင်းမှာရောက်နေတာဖြစ်တယ်ဒီညောင်ပင်ရဆိုရင်တော့ဖြင့်ရွှေလင်းုံဆရာတော်ဘုရားကြီးကဒီညောင်ပင်ကြီးကိုဘောနော် ဖျားပွင့်တော်မူတဲ့ညောင်ဘီးနဲ့ညီနောင်ဖြစ်နိုင်တယ်လို့မိန့်ကြားခဲ့ဦးတယ်ဒီညောင်ဘီးရဲ့လုံးဘက်က80နှစ်မှ2ပြီရှိတယ်ပေါ့နော်82ပြီရှိတယ်ဒါကအနောက်မြောက်တိုင်းစစ်တပ်နံချုပ်ထဲကကျွန်တော်တို့တပ်မိသားစုရဲ့ကစုံညောင်ရီသွန်းပွဲဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ဒီထဲမှာဖျားပွင့်တဲ့ညောင်ဖျားပွင့်တဲ့ညောင်ဘီးနဲ့ညီနောင်ဖြစ်နိုင်တယ်ဆိုတာဘာကြောင့်ပြောလဲဆိုတော့ဒီမှာကမပွင့်နိုင်တာကတော့ဒါလူသူ၄ပါးပေါ့နော်ဟို လာလို့မရဘူးတက်ထဲမှာဆိုတော့အစည်းကမ်းတွေတားမြစ်ချက်တွေတတ်မှတ်ချက်တွေရှိရပေါ့နော်အဲအဲ့ဒီအတွက်နဲ့ဒီရွှေလင်းုံဆရာတော်ကဒီညောင်မင်းကိုဟိုပါပေါ့နော်ဘုရားဂေါရမမြတ်စွာဘုရားပွင့်တော်မူတဲ့ညောင်မင်းနဲ့ညီနောင်ဖြစ်နိုင်လွယ်လို့မှတ်ချက်ပေးရတာဖြစ်တယ်ဒီမှာတွေ့ရမှာတော့ဒီဘက်မှာတော့ဘုရားပေါ့နော်ဒီဘုရားတကူရန်ကြီးတယ်နော်တကူရန်ကြီးတဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ကဒီနေ့ နောင်မြောက်တိုင်းစရန်နန်းကျူရဲ့အထင်းပါပေါ့နော်ကျွန်တော်ရဲ့ဒီမှာကိုကျော်စိုးဦးမတ်တဇင်ဦးတို့နဲ့ရောက်နေတာဖြစ်တယ်ပေါ့နော် အလူအလူလာတာဒီမှာပြီးအများဆုံးငင်းကြပါသည်ရှည်တန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်တွေပြင်းရှင်းပြီးတော့နောက်တန်းအမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းဆက်နိုင်ပါစေလို့မြေတာဘူးဆုတောင်းပေးလိုက်ပါတယ် ွားရောက်လာကြသောသရင်တပ်ဖွဲ့အစီအစဉ်မှာဝိရုပ်ကျင်းများနဲ့အပရိဒတ်အပေါင်းတို့ကရပ်အုပ်ချီပိုး၍သမောတသလုံးချိန်အားညီညာစွာရုပ်တို့ပြီးခန္ဓာအားဖွင့်လှစ်ပေးနိုင်ပါရန်ဤသာစွာကြင်ကြပါဗျာ